ဩစတြေးလျဟာအခုတကယ်ကိုတမိုင်းကိုပြောင်းလဲပြင်မဲ့ထွေလန်းကြီးတစ်ခုကိုဆက်လန်းနေပါပြီ။ ရေအောက်ကကဘာကြီးမှာအင်အားကြီးနိုင်ငံအဖြစ်ရည်တည်ဖို့အတွက်အကြီးမားဆုံးစုံစစ်ချက်ကိုချလိုက်ပါပြီ။ရုပ်ရှင်တွေထဲမှာမြင်ရတဲ့နိုင်ပေါင်းများစွာ ရေအောက်မှာပုံးကွယ်နေနိုင်တဲ့နျူကလ িয়ার စွမ်းအင်သုံးရင်လုံးတင်မောတွေကိုပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ဒါကိုကြားလိုက်တာနဲ့ဩစတြေးလျကနျူကလ িয়ার လက်နက်ပိုင်ဆိုင်တော့မှာလားလို့တင်ထမိမှာပါ။ဒါကလုံးဝမဟုတ်ပါဘူး။ဒီရင်လုံးတင်မောတွေဟာစမောင်းနေဖို့အတွက်ပဲနျူကလ িয়ার စွမ်းအင်ကိုတုံးတာပါ။ ဘာကြောင့်လဲတာမာရိုးချက်တင်မော်တွေနဲ့ဘာအကွာချတာလဲအခုလက်ရှိတုံးနေတဲ့ဒီဇယ်ရေငုပ်သင်္ဘောတွေဆိုတာကတက်စီဆိုင်မှာစီဖြည့်ရတယ်လို့မျိုးဘက်ထရီအပြန့်သွင်းဖို့အတွက်မကြာခဏရေမျက်နှာပြင်နာကိုတက်လာရပါတယ်ဒီအချိန်ဟာသူတို့ကိုအလွယ်တကူဖမ်းမိနိုင်တဲ့အခွင့်အရေးပါဒါပေမဲ့နျူကလ িয়ার ရေငုပ်သင်္ဘောတွေကတော့ဘယ်တော့မှပုံမလာပါဘူးသူတို့ဟာလောင်စာမဖြစ်ဘဲနဲ့လာပေါင်းများစွာရေအောက်ထဲမှာ တက်တက်လေးလှုပ်ရှားနေနိုင်ပါတယ်။ဒီနေ့အားဖြင့်သူတို့ဟာရေအောက်ကတည်ရလိုပါပဲ။ရှာတွေးဖို့ဆိုတာကအရန်ကိုခက်ခဲပါတယ်။ဒါအပြင်ပုံမှန်သင်္ဘောတွေထက်အများကြီးပုံမြန်ဆန်စွာတွာလာနိုင်ပါတယ်။ဒါဆိုရင်ဩစတြေးလျလိုကျယ်ပြန့်တဲ့ကမ်းရိုးတန်းတွေကိုကောက်ွယ်ဖို့အတွက်အချိန်မီနေရာရောက်ဖို့ပိုလွယ်ကူစေပါတယ်။ပြောရရင်သူတို့ဟာရိုးရိုးကားနဲ့ပြိုင်ကားတွေကွာခြားသလိုပါပဲ။ဩဂတ်ဆိုတာပါလေ အင်အားကြီးသုံးနိုင်ငံရဲ့သဘောတူညီချက် အော်စတြေးလျတယောက်တည်းကဒီလိုနိပညာမျိုးကိုဖန်တီးဖို့မလွယ်ပါဘူး။ဒါကြောင့်2021ခုနှစ်မှာအော်စတြေးလျ UK နဲ့အမေရိကန်ပြည်အောင်စုတို့ဟာအော့ဂတ်ဆိုတဲ့တမိုင်းဝင်သဘောတူညီချက်ကိုချုပ်ဆိုလိုက်ပါတယ်။ဒီသဘောတူညီချက်ကြောင့်အော်စတြေးလျဟာအမေရိကန်နဲ့ဗြိတိန်တို့လိုနျူကလ িয়ার စွမ်းအင်တောင်ရင်လုပ်တင်မောနိပညာကိုရရှိမဲ့တရမမြောက်နိုင်ငံဖြစ်လာတော့မှာပါ။ဒါဟာနိုင်ငံခြားမဟာမိတ်တွေစီကနိပညာလွှဲပြောင်းရယူမှုတမိုင်းမှာအကြီးမားဆုံးတဲ့ကတစ်ခုပါပဲ။ ဒီစီမံကိန်းဟာစတင်ဖို့နဲ့အောင်မြင်ဖို့အတွက်ဆယ်စုနှစ်နဲ့ချီပြီးခြံဝရပါမယ်။ဩစတြေးလျဟာပထမဆုံးနျူကလ িয়ার ရေငုပ်တင်မော့ကို2030ပြည့်လွန်နှစ်တွေလောက်မှစတင်အသုံးပြုနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဩစတြေးလျရဲ့နျူကလ িয়ার ရေငုပ်တင်မော့အမျိုးအစားဩစတြေးလျရေတာ RAN ဟာနျူကလ িয়ার စွမ်းအင်ကိုအဆက်ဆက်ရယူပန်ဆိုင်သွားမှာဖြစ်ပြီးအဓိကအားဖြင့်အမျိုးအစားနှစ်ခုကိုအသုံးပြုသွားပါမယ်။နံပါတ် အမေရိကန်ရဲ့ဗာဂျီးနီးယားကလပ်အမြန်ဆုံးအဖြစ်မှုပထမဆုံးအနေနဲ့ဩစတြေးလျဟာအမေရိကန်ရှီတန်ရဲ့ဗာဂျီးနီးယားအတန်းစားရင်းုပ်သင်္ဘောတွေကိုစတင်အသုံးပြုဖို့စီစဉ်ထားပါတယ်ဗာဂျီးနီးယားကလပ်ဟာအမေရိကန်ရဲ့အဆင့်အမြင့်ဆုံးတိုက်ခိုက်ရေးရင်းုပ်သင်္ဘောတွေထဲကတစ်ခုဖြစ်ပြီး၎င်းတို့ရဲ့လှိုးဝှက်နိုင်မှုနဲ့မစ်ရှင်ပေါင်းစုံသုံးနိုင်မှုတို့ကြောင့်နာမည်ကြောက်ပါတယ်။ဩစတြေးလျဟာ2030ပြည့်လို့နှစ်တွေအစောပိုင်းမှာဒီတမောတွေကိုငှားရနာဒါမှမဟုတ် 我有比商业面点大妈提拔嘞。 နံပါတ်2ညိုစက်တဲ့ SSN Agas JJA အစု JJA ရင်မင်းချက်အနေနဲ့ Australia ဟာဗြိတိန်နဲ့ပူးပေါင်းပြီးအသက်ဒဇိုင်းဆွဲထားတဲ့ SSN Agas ရင်ုပ်တဲ့မော့မျိုးအစားကိုတိဆောက်သွားမှာဖြစ်ပါတယ်။ American ရဲ့နည်းပညာနဲ့ဗြိတိန်ရဲ့ SQ Class ဒဇိုင်းအတွေ့အကြုံတွေကိုပေါင်းစပ်ထားတဲ့ညိုစက်တဲ့ရင်ုပ်တဲ့မော့ဒဇိုင်းပါ။ဒီတမောတွေကို Australia နိုင်ငံထဲမှာတိဆောက်သွားမှာဖြစ်ပြီးအောက်40ပြည့်လွန်တဲ့အစောပိုင်းမှာစတင်အသုံးပြုနိုင်ဖို့ညွှန်မှန်းထားပါတယ်။ ဩစတြေးလျရဲ့လုံခြုံရေးဘလို့ပြောင်းလဲသွားမလဲဒါကအရေးကြီးဆုံးအချက်ပါဩစတြေးလျလိုကျွန်းနိုင်ငံတစ်ခုအတွာရင်းငုတ်သမောတွေဟာနောက်ဆုံးခံတတ်ပါပဲဒီစွမ်းဆောင်ရည်အသက်ကဩစတြေးလျကိုပိုကြောက်ဖို့ကောင်းနိုင်ငံသူဖြစ်လာစေမှာပါဘသူမဆိုဩစတြေးလျကိုရံပြုတ်ခြင်းရဲ့ဂျီအောက်ကတရေတွေရဲ့ချေချောက်မှုကို အရင်ဆုံးရင်ဆိုင်ရပါမယ်။ဒါဟာဘသူမဆိုစဉ်းစားရမယ့်အချက်ပါ။အင်ဒိုပစိဖိတ်ဒေသမှာလုံခြုံရေးစိန်ခေါ်မှုတွေများလာတဲ့အခါအော်စတြေးလျဟာပိုပြီးအရေးပါတဲ့စကားပြောခွင့်နဲ့အင်အားကိုပိုင်ဆိုင်လာပါမယ်။ဒါလည်းမကသေးပါဘူး။ဒီရင်ငုတ်သင်္ဘောတွေကိုတိဆောက်ဖို့ထိန်းသိမ်းဖို့နဲ့မောင်းနှင်ဖို့အတွက်အင်ဂျင်နီယာတွေမိပညာရှင်တွေနဲ့ရေတပ်သားတွေအများကြီးလိုအပ်လာပါမယ်။ဒါဟာအော်စတြေးလျပြည်သူတွေအတွက်ကောင်းမွန်တဲ့ရေရှည်ရင်းနှီးမြှုပ်နှံမှုပါ။ ြေတပ်သားတွေရဲ့စိတ်ခေါ်မှုများကမ္ဘာအဆင့်မီရေချင်မှုဒီလိုအဆင့်မီနျူကလ িয়ার ရေငုပ်သင်္ဘောတွေကိုမောင်းနှင်ဖို့ဆိုတာလွယ်ကူတဲ့အလုပ်မဟုတ်ပါဘူး။ဩစတြေးလျဟာစစ်သင်္ဘောတွေရောက်လာဖို့စောင့်နေုံသာမကသင်္ဘောသားတွေကိုပါပြင်ဆင်နေပါပြီ။ဩစတြေးလျရေတပ်သားတွေဟာလက်ရှိမှာအမေရိကန်နဲ့ဗြိတိန်တို့ရဲ့ရေငုပ်သင်္ဘောတွေပေါ်မှာတွားရောက်ပြီးနျူကလ িয়ার စွမ်းအင်စနစ်တွေ ဘေးကင်းလုံခြုံရေးလုံထုံးလုံနည်းတွေနဲ့အဆင်မြင့်စစ်စင်ရေးဆိုင်ရာလက်ကျင့်မှုတွေကိုတင်ယူနေကြပါတဲ့ဩစတြေးလျဟာပြည်ရဲမှာနျူကလ িয়ার အင်ဂျင်နီယာနျူကလ িয়ার စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူနဲ့ခိုင်တန်ရေးသမားတွေကိုမွေးထုတ်ပေးမဲ့ လေးချင်ရင်စင်တာတွေကိုအကြီးအကျယ်ရင်းနှီးမြှုပ်နှံနေပါတယ်။ရင်းလို့သမောတွေပေါ်မှာအသက်ရှင်ရပ်တည်နိုင်မဲ့စိတ်ပိုင်းဆိုင်ရာခွန်အားတွေကိုလည်းလေ့ကျင့်ပေးနေပါတယ်။အချို့ပြောရရင်ဩစတြေးလျဟာအခုချိန်မှာ ရေအောက်ကနေပြီးအင်အားကြီးနိုင်ငံတစ်ခုအဖြစ်ပြောင်းလဲဖို့ပြင်ဆင်နေပါပြီ။သူတို့ဟာတိတ်ဆိတ်ခြင်းရဲ့စွမ်းအားကိုပိုင်ဆိုင်ဖို့လမ်းကြောင်းပေါ်ရောက်နေပါပြီ။ဒီလိုနျူကလ িয়ার စွမ်းအင်တုံးရင်းတို့တမောတွေပိုင်ဆိုင်လိုက်ခြင်းဟာအင်ဒိုပစိဖိတ်ဒေသရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ပိုပြီးကောင်းမွန်စီမယ်လို့တင်ထင်ပါသလားဒါမှမဟုတ်ဒေတာတွင်တင်းမာမှုတွေကိုပိုပြီးမြင့်တက်စီမယ်လို့ယူဆပါသလားတင်းရဲ့အထင်မြင်ချက်ကိုလည်းကောမန့်မှာပြောပြခဲ့ပါဦးခင်ဗျာ